ဖမ်းမြုံမာနေစံမြောက်ဒီမျိုးမေလန်ပတ်ရွာနေရာက DGBA ကြပြန်ငွေတွေလုပ်ငန်းချက်ဝင်ကို KNL လေးမဟမိတ်တပ်တွေဝေရဖန်စီစစ်စီမိများပြီးပြန်လော့ပေးထားတဲ့နိုင်ငံချက်သားတွေထန်းနိုင်ငံဖိကူဝေဘူတောက်ရင်မြစ်ပေးတနေရာမှာနွေဘာလ25ရင်းနေကနေ28ရင်းနေအထိလူသောရကျော်တောက်တင်နေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့နွေဘာလ21ရင်းနေက DGBA ပို့တခွားသည့်ရဲ့ကြပြန့်ငွေလေချံဝဲကို KNL တောက်ဖွဲ့ကစီးနှင်းခဲ့ရမှာငွေလေလုပ်ငန်းနေရာတွေကိုဆစ်ဆက်ပြီးငွေလေလုပ်သမားလူထောက်ကြီးရှိနေတဲ့ကိစ္စအပေါ် နိုင်ငံခြားသားလူထုမားတွေကိုစစ်စင်မြင်များမှုတွေအထောက်အထားသိရှိမှုတွေနဲ့ထိုင်းနိုင်ငံဖက်လွှဲပြောင်းပေးရတွေကိုလှုံ့ဆော်နေပါတယ်။လက်ရှိ KNP ရဲ့ကရဲတပ်ဖွဲ့ရဲ့စစ်စင်မတက်ယူပြီးတဲ့အထိနိုင်ငံခြားသားတွေကိုထိုင်းနိုင်ငံဖက်နွေဘွာလာ23ရင်းနေညကစပြီး28ရင်းနေအထိလွှဲပြောင်းပေးခဲ့တဲ့နောက်ထပ်ထိုင်းဖက်လွှဲပြောင်းပေးဖို့ကြံနေသူတော်ရကျော်ကိုထိုင်းနိုင်ငံဖက်ကကာကူးဝယ်ခွဲလက်မခံသေးတဲ့အခြေအနေကြောင့်တော်ရင်မြေပေးမှာစုဖွဲ့နေထိုင်နေကြရပါတယ်။ အဲပထမရတော့ဒီထိုင်းတွေနဲ့ဒီတရုတ်ဗီယက်နမ်လောက်ဟိုဒီလူ600ကျော်လွှဲလိုက်တယ်ပေါ့နော်ညပိပြီးတော့နောက်ရက်တွေမှာလည်းဒီစက္ကနန်းရက္ကနန်းထွက်လွယ်တယ်အခုကတော့အိမ်မှာလူ300ကျော်ကျန်နေသေးတယ်ပေါ့နော်ထိုင်းဘက်ကလည်းလက်မခံသေးဘူးဒီစစ်တပ်ကလည်းဒီကမ်ပိန်မကူပေါ့နော်ညာဘက်ဆိုလို့ရှိရင်အဲ့တော့သူတို့ဒီမီးပုံဖုံပြီးတော့နေနေကြရတယ်ပေါ့နော်ထိုင်းဘက်ကလည်းကန်ကူပေးဖို့အော်ခေါ်နေကြတယ် ထိုင်းပဲတော့အခုချိန်ထိလက်မခံသေးဘူးပေါ့နော်အခုလို့တောင်ရင်မြစ်ဘေးမှာနေနေရတဲ့ကြားဖြတ်ငွေတွေလို့ဒီမှာနိုင်ငံခြားသားတွေကို KAU လက်အောက်ခံကြားဖြတ်တိုက်ဖိတ်ရေးဖွဲ့တွေကစားသောက်ကြတွေကိုဖျက်ဝေကျုံ့မွေးနေရတယ်လို့သိရပါတယ်မနေ့ပိုင်းကနေနေ့လယ်ပိုင်းအထိမင်းလက်ပတ်ကြီးရအစီပိုင်းမှာကြားဖြတ်စစ်တမ်းနဲ့ KNL မှာမိတ်တပ်တွေတိုက်ပွဲပြစ်ထိုင်ဖြစ်ပွားနေလို့ထိုင်းစစ်တမ်းနဲ့ထိုင်းအနာပိုင်တွေစောင့်ကြည့်နေတယ်လို့တောင်ရင်မြစ်ဘေးကကြားဖြတ်နိုင်ငံခြားသားတွေလည်းနှစ်ဖက်တိုက်ပွဲအကြမ်းမှာဆစ်ပြီးပိတ်မိနေတယ်လို့အဖြစ်ကိုကြုံနေရပါတယ်ခင်ဗျာ